အားလုံးပဲမင်္ဂလာပါ။ Samni Entertainment ကနေပြန်လည်ကြိုဆိုလိုက်ပါရစေ။ဒီတစ်ပတ်မှာတော့ပြည်မျိုးရဲ့တမိုင်းဝင်ဇေဒီတွေကတဆူဖြစ်ပြီးတော့ငါတပါမင်းကြီးဖရဲတကာခံယူခဲ့တဲ့ဇေဒီတဆူလေးဖြစ်တဲ့ရွှေအုံပေါက်ခေါ်ရွှေအုံမောက်ဇေဒီလေးအကြောင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါရစေ။ရွှေအုံပေါက်ဇေဒီတော်ဟာတည်ခိတရာပြုခေကလေးကတည်ရှိခဲ့တဲ့ရှေးဟောင်းတမိုင်းဝင်ဇေဒီတော်တဆူဖြစ်ပြီးတော့ပြည်မျိုးရွက်ပဲရက်ယူရီယာဒန်နဲ့အုံတော်လန်အတွင်းမှာတည်ရှိပါရစေ။သဒနာနှစ်433ခုနှစ်မှာရွှေအုံပေါက်ဇေဒီတော်ကိုငါတပါမင်းကြီးကတည်ထောက်ကူခဲ့ပါတယ်။ အရဗာမင်းကြီးဟာယရနာသုံးပါး၌ယိုသေးပြီးတော့ပညာရှိယဟန်ပုံနာတို့နဲ့ပေါင်းဖက်ကပစ္စတိအထတိဒတတိတရင်ကိုလည်းမပြတ်ဆောက်တည်တော်မူခဲ့ပါတယ်။မင်းကြီးတရား၁၀ပါးမင်းကြီးတကြိုချင်း၄ပါးနဲ့လည်းပြည့်စုံတော်မူပြီးတော့ပြည်သူတကာတို့ကိုလည်းရင်ဝဲသားကဲ့သို့တနာကျင်တာမျက်နှိုးချစ်ကြည်တော်မူခဲ့တဲ့မင်းတပါးလည်းဖြစ်ပါတယ်။ယဟန်နာအရှင်သူမြတ်900ကိုလည်းပစ္စည်း၄ပါးထောက်ပံ့လှူဒါန်းတော်မူပြီးတရာတိလတုတ္တစာကဟီရိဥထပပညာတိဟူသော သူတော်ကောင်းတို့ရဲ့တရားခုနှစ်ပါးနဲ့လည်းပြည့်စုံတော်မူခဲ့တာကြောင့်ထိုမင်းလက်ထက်မှာယန္တနာရွှေမိုးခုနှစ်ကျင်းရွာသွန်းခဲ့တယ်လို့လည်းမှန်တမ်းရာဇဝင်တော်ကြီးစာအုပ်မှာဖော်ပြထားခဲ့ပါတယ်။ငါတပါမင်းကြီးကတရားခိတရားပြူဘိုးလောင်းတော်ဘေးလောင်းတော်တို့ရဲ့အစဉ်လာတဲ့အကြီးဗုဒ္ဓသာသနာတော်ကြီးအတွန့်ရှည်ကြသောတည်မြဲရေးအတွက်စေတီပထိုးများကိုလည်းတီထားကူးကွယ်ခဲ့ပြရွှေအုံးပေါ